မြို့နယ်တင်ချင်းတွေကိုအပိနာချင်းနေကြတဲ့သူတွေအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာဖက်ပြသွားဖို့ရွေးချယ်ထားတာကတော့ဆရာကြီးတာရူရဲ့ဘဝတစ်ခုမှဘဝတစ်ခုသို့ဆိုတဲ့ဝတ္ထုတို့ပဲဖြစ်ပါတယ်။နားဆင်အားပေးပါအောင်နော်။ဘဝတစ်ခုမှဘဝတစ်ခုသို့ ွေခါပေကိုမွန်လဲချိန်ပေကို ပူပြင်းပေမှာပေါ့သို့တော့ဥပမောင်ဤထိတ်ပြောင်ကြီးကိုဆွဲလောင်လျက်ရှိသောနေပူရှင်မကလွန်လွန်းသည်ဟုပြောเสียဖြစ်၏အထက်ကအုံနောက်တွေပင်ကြက်ကြက်စုကုန်မီလားဟုထင်ရ၏ဥပမောင်သည် လုံတော်ရှိမလုံတော်ရှိတူဤထိတ်ပြောင်ကြီးကိုလက်ဝါးတစ်ဖက်ဖြင့်အုပ်လျက် ကုံတယ်လန်းကိုဖျက်ကူးမိအပြူတွင်ညာဘက်မှလာနေသောအငါးသုံးဘိန်းကားတစ်စီးကိုမြင်သည်ဖြင့်ခြေလန်းကိုပြန်ယူလိုက်သည် သုံးမင်းကားပေါ်မှာခီးတယ်မပါကြီးကာသမသည်ဥပမောင်ကိုလှဲ့ကြည့်သွား၏ကားခေါ်မိသူလားဟူသောအတွေ့ဖြင့်ကြည့်သွားခြင်းဖြစ်သည်မှာမလွယ်ပေဥပမောင်ဤစိတ်ထဲတွင်လည်းမိမိစီမီဘတ်စ်ကမတ်တိုင်လို့ရအောင်နေပူကြီးရဲ့လမ်းလျှောက်နေမိစားသုံးမင်းကားပေါ်မှာထိုင်၍မပင်မပန်းလိုက်သွားခြင်းသာတို့ပေမယ့်အရင်လိုသည့်ကိစ္စမဟုတ်ဖဲနဲ့ဘာကြောင့်ပတ်စံအပူခုန်ခံမိနည်းဥပမောင်ဤအိမ်ပြန်ရန်ဘတ်စ်ကမတ်တိုင်လို့သွားနေခြင်းဖြစ်သည် ဥပမာန်ဒီကုန်းတယ်လန်းကိုဖျက်ကူပြီးနောက်32လန်းအတိုင်းမဟာဗန္နုလာလမ်းဘက်သို့လျှောက်လိုက်။ထိုအခါသူ့ရှိတဲ့တဲ့မှာဇလုံးကားကြီးတစ်စီးလာနေရ။ဥပမာန်ဒီလမ်းဘေးသို့ကဲ၍ခေါင်းကိုမတိမတာငုံထားလိုက်။သူ့အနီးသို့ဇလုံးကားကြီးရောက်လာသည်တွင်မူကားရဲသို့ခူးကြည့်လိုက်။အထဲတွင်ပါလာသူတယောက်တည်းများမိမိ၏အတိကျွမ်းမဟုတ်ကြောင်းသိရသည်တွင်မှရင်းနှဲပေါ်ပါသွားကခေါင်းကိုပြန်မော်လိုက်။ ငါကားရဲ့အယောင်နဲ့တူလိုက်တာဆင်းဆွေရောင်ကြီးဥပမောင်သည်သူ့ဤကားကြီးကိုမျက်စီထဲမှာမြင်လာသည်လွန်ခဲ့တော့၃နှစ်နှစ်အချိန်ကဆိုရင်သူဒီဘဲကိုတတ်တော့ဆလုံးကားကြီးနဲ့သူ့ကုမ္ပဏီဤရုံးငန်းတို့တွားသည့်အခါလဲကားကြီးနဲ့ဘန်းတို့တွားသည့်အခါလဲကားကြီးနဲ့ဇနီးတဲ့ကိုဈေးတို့လိုက်ဖို့သည့်အခါလဲကားကြီးနဲ့တမိကိုကြောင်းတို့လိုက်ဖို့သည့်အခါလဲကားကြီးနဲ့ဒီလိုကိစ္စမျိုးကိုမပြောပါနဲ့လမ်းထိပ်ရှိကျန်းရီဆိုင်တို့တွားသည့်အခါပင် လမ်းလျှောက်သွားရင် လူမြင်မတော်မှဆိုသဖြင့်ကားကြီးကိုအတုံးချခဲ့သည်ဘလို့လဲကားဟုတ်ခမရဝင်းတိုက်အောင်မလို့လားဤရင်ရွတ်တန်နဲ့အတူအငားသုံးမိကားတစည်းသည်ဥပမောင်၏အနီးတွင်ကြွေကနေမိကားရက်လိုက်၏ဥပမောင်ကမဟာဗန္နုလလမ်းဘက်သို့အထွက်သုံးမိကားက32လမ်းသေးသို့အဝင်ကားတိုက်မှုဖြင့်တီတီကလေးလိုသည်ကားသမားဤမျက်လုံးတို့သည်ဥပမောင်ကိုစဲရိကြ၏ဥပမောင်သည်ပဝန်ကျင်ကိုမေ့အောင် လမ်းမကြီးပေါ်မှာအတွေးလုံကား မိမိဤအပြစ်တွေကားသမားကိုတောင်းပန်လိုက်ရရင် ကောင်းပြီလို့လမ်းသွားလဲလာတယောက်ကိုမထောက်တာမညာတာပဲအလင်းစလိုမောင်းရပါမို့လားဟုကားသမားကို မောင်းမဲ့လိုက်ရရင် ကောင်းပြီလို့ဟူသည့်လုံးလုံးအကြားတွင်ခောက်တုံခောက်ပြင်းပြင်းနေတုံရှိသည်သုံးမင်းကသည်ထွက်သွား၍ခက်လက်လန်သူပင်ရောက်သွားလိမ့်ပြီကားပေါ်၌ခီးသည်မပါကြီးဥပမောင်နီပလက်ဖောင်းပေါ်တွင်ခနာရက်ပြီးလင်းအပေါ်အင်းကြီးအီထဲမှလက်ကင်ဘွားကိုထုတ်ယူ၍မျက်နှာတုပ်သည်ထိပ်ပြောင်ကြီးကိုတုပ်ရင်လဲသူမမေ့ချင်း မျက်နာသည်လည်းချွတ်ချွတ်ချွတ်ထိပ်ပြောင်ကြီးသည်လည်းချွတ်ချွတ်ချွတ်ပါတကားနေပူရှင်ကြောင့်ခြောက်တေတော်ဖုံတို့သည်လေထဲမှလွင့်ပြန်ပြီးနောက်ဥပမောင်ဤမျက်နာနှင့်ထိပ်ပြောင်ကြီးပေါ်သို့ဆင်းသက်၍အနားယူကြသောကြောင့်ပေလောသူ၏လက်ကင်ဘဝသည်တစ်ချိန်အသုံးပြုမှုများဖြင့်လက်နီဆိုသည်များညှဉ်းနှံသွားလေ၏လက်ကင်ဘဝကိုငုံကြည့်မိသောဥပမောင်သည်အတော်ဝမ်းနေသွား၏ထို့နောက်သူသည်မျက်စိသွားရာခက်လန်လန်စီသို့ငေးလိုက်သည်ဆိုင်းမုတ်စင်းကလေးတချို့သည် သူ့ကိုမခံချိမခံတာဖြစ်စီအောင်လောင်ကြီးကြည့်နေကြသည်အစင်းခံပေါ်တွင်ပြည်သူဆိုင်ဟုရေးထားသောအဖြူအောင်စာလုံးများသည် သူ့ကိုတွတ်တွတ်ခါမတက်ဖြစ်အောင်ကိုင်းလုံလိုက်သည်တွင်းကုံလုပ်ငန်းလုပ်ကင်ခဲ့သော သူ၏ကုမ္ပဏီအဆောက်အုံတွင်လည်းဥပမောင်အင်ကုမ္ပဏီဟုသောဆိုင်းဘုတ်အစားပြည်သူဆိုင်ဟုသောဆိုင်းဘုတ်စင်ကလေးရောက်နေသည်မှာ၃နှစ်လား၄နှစ်လားရှိပါပြီကောကုမ္ပဏီနှင့်အတူသူ၏စင်စရာဇလုံးကားကြီးကသူ့ကိုပြစ်သွားခဲ့သည်မှာလဲ 3နှစ်လား4နှစ်လားတို့ပဲမင်းဥပမောင်ဒီကုံသေးပြီပဲဘင်းညက်လိမ့်မှာလဲအာနာပိုင်တို့ကသူ့ကုမ္ပဏီကိုပြည်သူပိုင်သိမ့်ပြီလို့ကြံကားရှိသည်သူကကြောင်းနေစေသူ့တမီးကိုသူ့ကုမ္ပဏီတွေမန်နေဂျာတယောက်အဖြစ်ဖြင့်အလုပ်ထဲထည့်လိုက်ပြီးလေပြီဟောအခုတော့တမီးသူစားဝင်းဒီကုံသေးရွေးအမှုတန်းတယောက်ဖြစ်နေပြီမဟုတ်လားထိုချင်းကလက်လွတ်သွားမိခွင့်ရီကိုနှမျောလွန်းတော့ကြောင်းလာရင်တမိကိုအလုတ်ထဲထည့်လိုက်ရသည် ်အမမမထဲ့ခြင်းတမိအတွက် စိတ်ပူသည် စိတ်ပူရသည်မှအကြောင်းရှိသည်တမိသူဇာဝင်းသည်သူ့အမိအပြိုတုံးကကဲ့သို့ပင် လာသည်လာသည်မှထူးထူးခြားခြားလာသည် မျက်နှာပေါက်ကြီးလာသည်မဟုတ်ကိုလုံးကိုပေါက်ပါလာသည်အတော်ကိုလာပါသည်စိတ်ကိုတမိနဂါထိနေရသောသွေးရင်သားရင်ယောက်ျားမဟုတ်လျင်လူပြိုဖြစ်စေလူအိုဖြစ်စေသူလမ်းသွားတော့သူ့ကိုနောက်ကကြည့်ကြည့်ရှေ့ကကြည့်ကြည့်ကြည့်သူဤရင်ထဲမှာလိုက်ခနေဖိုးခနေနှွေးခနေဖြစ်သွားလိမ့်မည်မှတေချပါသည် ထို့ကြောင့်သူစားဝင်းအပြိုပေါက်ရွေရောက်ကလေးကသူ့အမိကိုကြက်ကြက်တရီပေးခဲ့ရသည်မင်းသမီးကိုယူဆိုင်နော်သူ့နောက်ကိုနောက်ဖို့တပြုံကြီးလိုက်လိမ့်မယ်သူ့အမိကသူ့ကိုဂယူဆိုင်ပါသည် သူစားဝင်းကြောင်းသွားသည့်အခါကားနှင့်လိုက်ပို့ပါသည်သူစားဝင်းကြောင်းပြန်သည့်အခါကားနှင့်သွားကြိုပါသည်သို့တော့သူ့နောက်ကအမြဲတကောက်ကောက်လိုက်ပြီးကြည်နေနိုင်သည်မှမဟုတ်ပဲလက်တီအခါလေးရှိသည်ပေါ့ ဘိုးချုပ်စီမှာဈေးဝယ်စရာရှိလို့ကားယူသွားအောင်မည်ဆိုကအမေမပါဘဲသူစားဝင်းတယောက်တည်းထွက်သွားသည့်အခါလဲရှိသည်။ဟိုတငယ်ချင်းအိမ်ကမွေးနေ့လို့ဒီတငယ်ချင်းအိမ်ကဖရာကိုစုကက်နေလူကြီးမပါဘဲသူစားဝင်းတယောက်တည်းထွက်သွားခွင့်ရသည့်ကိစ္စတို့ကလည်းပေါ့မြပါပီတာနေ။တညညနဲ့လာပြီ။ ဥပမောင်းသည်အစိုးရကထုတ်ပေးသောတွင်းကုံလိုင်စင်ကိုငွေဖြစ်လွယ်တော်နည်းဖြင့်ကလားကုံတွေကြီးတယောက်အားရောင်းရင်နှိလေကစကားကဲ့ရ၌ထင်တိုင်းမပေါက်ခဲ့သည့်ဖြင့်စိတ်လည်းမကြည်မသားဖြစ်လျက်အိပ်၍မပြောဖြစ်နေ၏ကိုပမောင်းရှင်အိပ်မပြောသေးဘဲကိုဘာတွေတွေးနေရလဲသူစားဝင်း၏အမေသည်ဥပမောင်း၏ဘိုက်ပေါ်သို့လက်မောင်းတစ်ဖက်တင်းလိုက်ရင်းမိ၏ဟင်မင်းအိပ်ပြောပြီးမှတ်တယ်မင်းလည်းမအိပ်သေးဘူးလားငါလည်းစီးပွားရေးတွေကိုတွေးရတာအဲ့လိုတော့မပြောဘူး ။ဘာလဲ?လိုင်းစင်ရောက်မှုကိစ္စလား။အေးဗော၊ကလားကဈေးစင်နေတယ်ကွာ။ဒါကိုရှင်ပူမနေစမ်းပါနဲ့။ဈေးစစ်တာကကလားပြီပြီးမူလကြီးလောက်တာပါ။ကိုကဒါတင်းခံနေ။နောက်ဆုံးပြောရစီပြေးမှာပဲ။တို့မှအရှုံးရှိမှာမဟုတ်ဘဲနဲ့။ဒါကိုထားပါအောင်။ဒါတဲ့ဘာကများအရေးကြီးသေးလို့လဲ။ရှင်ကိုတိုင်ပင်စရာရှိလို့ပါ။ဘာလဲပြောစမ်းပါဦး။တာရီသမီးရေးပါ။ တို့မှာသမီးတယောက်တည်းရှိတဲ့ဥစားပဲသမီးဘာဖြစ်လို့လဲသမီးကိုအိမ်တော်ချဖို့စီစဉ်ရရင် ကောင်းမလားလို့ဟိုကွာသမီးငယ်ကလေးရှိသေးတဲ့ဥစားပဲမင်းကလေဘယ်မှာငယ်တော့မလဲကိုဘမောင်ရဲ့သမီးအသက်ဘယ်လောက်ရှိမလဲ16နှစ်လား19နှစ်လားအဲ့ဒါငယ်သလားလို့ရှင်ကျမကိုယူတော့ကကျမအသက်ဘယ်လောက်လဲမမေ့သလားဘယ်လောက်လဲ16နှစ်လေ ဒါကတော့မင်းကအဲ့ဒီလုံက16နှစ်သားဆိုတယ်။ထွားကလည်းထွား၊လှကလည်းလှဆိုတော့မင်းကိုဟောဒီလိုချစ်ချင်တဲ့စိတ်တွေဘလောင်စုနေပြီကိုကွ။ဥပမောင်နီငယ်စိတ်ငယ်သွေးဝင်က သူ့မိမကိုတအားဖက်၍နမ်းလိုက်၏။ကျမလိုပဲတမိကလည်းထွားလဲထွားတယ်၊လှလဲလှတယ်။ဒါကြောင့်ရှင်ကတော့တမိကိုကူယူဆိုင်ဖို့ကျမကိုပြောသေးတယ်မဟုတ်လား။အေးဒါတော့ဟုတ်တာပေါ့။အခုတမိမှရီးစားနေဖြစ်နေတာရှင်းသိရဲ့လား။ဟေးဟောဒီဟာမလေးကွာ။ ပြန့်ကျင်နေခြင်းနဲ့ရီစာရှင်ကိုခွဲပြက်လိုက်ခွဲပြက်လိုက်။ဦးပါမောင်ကြီးစိတ်ဆိုးမှန်ဆိုးဖြစ်သွား၏။ရှင်ဒီလူတွေအလွယ်မပြောပါနဲ့။ကျမ16နှစ်တုန်းကရှင်နဲ့ကြိုက်တာကရောကျမပြန့်ကျင်နှံ့ကျင်လို့ပဲလို့ဆိုမလား။ဒီအသက်ဒီရွယ်ရရင်ဓမ္မတာအတိုင်းသဘာဝအတိုင်းဖြစ်လာတဲ့စိတ်တွေပဲရှင်။ကိုတမီးရင်ကိုဒီလိုချွတ်ချွတ်ပြပြမပြောပါနဲ့။သူ့မှာရီစာရှိတယ်ဆိုတာနဲ့တခါတည်းပေးစားလိုက်ရတော့မလားကွာ။အဲ့ဒါကိုစဉ်းစားဖို့ပြောနေတာပေါ့လို့ စဉ်းစားရအောင်မင်းအကောင်ကဘလို့တန်းစားတဲ့ကမို့လို့လဲဘာလို့လို့လို့လဲကြွယ်ဖို့ကြွယ်ပါရှိလို့လားကျမလည်းအစုံတော့တည်သေးတာမဟုတ်ပါဘူးတမီးပြပြတလို့တည်ရသေးတာပါ ကောင်းမလေးကဘာပြောတယ်တမီးပြောတာကဒီကောင်လေးကသူ့တငယ်ချင်းတယောက်ရဲ့အကူတဲ့ရုံးစရီတဲ့ဟင်မင်းဟာကဘယ်တော့ကြတော့မှလဲဒါပေမဲ့ပညာဆက်တင်နေတယ်တဲ့တက်ကြီးတက်ကတူမှာဘီပထမနှစ်မှာဆိုလာရောက်နေပြီတဲ့ ဘာလို့ရအောင်လဲသူဘီအောင်တော့ကဘာဖြစ်မှာလဲအလုံးစုံအစိုးရလာကစားအရာရှိတယောက်တော့ပဲဖြစ်မှာပေါ့ကွာမစားလောက်မတောက်လောက်လာကစားလုပ်တယ်ဆိုတာလူပြင်းမှလုပ်တာကွာအစွမ်းစားရှိတဲ့လူကကုံတယ်ပဲလုပ်တယ်တို့ကိုပဲကြည့်လေဘာဘီအေးမှလည်းမအောင်ဘူးဒါပေမဲ့တိုက်နဲ့ကားနဲ့အဆင်တမင်းမြင်နေနိုင်တယ်ငါတော့ကုံတယ်တဲကပဲလိုချင်တယ်တမီးကိုကုံတယ်တဲကနဲ့ပဲနေရာချထားမယ်ဒါမှလည်းတမီးတင်းတင်းနေနေနေရမှာလုံးမဟုတ်ရင်မိဘလက်ထက်မှာတော့ငါတော့ကိုပိုင်ကားနဲ့နေခဲ့ပြီး လင်းရကမှဘက်စကားစီနေရရင်မဖြစ်သေးပါဘူး။ဥပမောင်စီမီဘက်စကားမှာအမတ်နဲ့တို့မဟုတ်အမတ်လေးဖြစ်။ဥပမောင်နီတွွိတွွိတငင်းငင်းနဲ့ဖြည်းဖြည်းလျှောက်လာရာရွှေပုံသာလန်းနဲ့အနော်ရထာလန်းစုံရာတို့ရောက်လာ၏။ဥပမောင်နီအနော်ရထာလန်းကိုဖြတ်ကူးမိအပြုတွင်ကုံတွေးရီးဟူသောဇာတန်းအမတ်သားပါရှိသည့်ကားနက်ကလေးတစ်စီးသည်သူ့ရှိကဖြန့်မောင်းသွား၏။ဥပမောင်၏ရင်ထဲမှာလည်းပူကနေဖြစ်သွား၏။ရုတ်တရက်သောဥပမောင်သည် သူ၏ရင်ထဲကခန်းစားချက်ကိုပင်နားမလည်လိုက်ချေခဏအကြာတွင်မူသူစဉ်းစားမိသည်သူဇာဝင်း၏ရီစာယုံစည်ကလေးသည် BA အောင်သွားပြီးယခုကုံတွေရေးဌာနမှာအရာရှိတယောက်ဖြစ်နေပြီဟုသူ့မိန်ပြောလို့ကြားရသည်ကုံတွေရေးအမတ်သားပါတော့ကားနဲ့ကလေးထဲမှာမြင်လိုက်ရသည်တိုက်ပုံအင်ဂျင်နဲ့မျက်မှန်နဲ့လူငယ်သည်သူဇာဝင်း၏ရီစာများလားယခုတော်သူဇာဝင်း၏ရီစာအကြောင်းပြောတဲ့ဇိုတန်ကိုသူ့မိစီကမကြာခဏကြားရသည် ဒီကောင်လေးကအခုဆိုရင်သူတို့ဌာနမှာတော်တော်လေးအရာရောက်တဲ့လူတရားဖြစ်နေတယ်ဆိုပဲကိုဗမောင်ရဲ့လူမျိုးပဲတဲ့အမေကားနဲ့ပါနေတဲ့အစိုးရကပေးထားတယ်တဲ့နောက်ပြီးတော့သူတို့ပြောပုံစိုးပုံတော့လေအစိုးရလာကစားလို့ရတာဂုံမငယ်ပါလားညာနာအလို့တမားတယ်ရှင်ဂုံရှိတယ်တဲ့ရှင်ကုန်းရှိတယ်လို့ဘသူပြောတယ်လဲ။သမီးကလည်းပြောတယ်။သမီးနဲ့အိမ်လိုက်လာတဲ့ဆေးမကလေးကလည်းပြောတယ်။ ။တမိသူဇာဝင်းသည်ကုံသွေးရေးဌာနမှအမှုဒဏ်တရားသူဇာဝင်း၏ရည်စားသည်ကုံသွေးရေးဌာနမှအရာရှိတရားသူတို့နှစ်ယောက်ပြန်၍များတွေ့နေကြပြီလား။တဌာနရဲတွင်အလုံးလို့သူများဖြစ်သောကြောင့်တမိနှင့်သူရည်စားသည်ပြန်တွေ့ကြမည်ဆိုရင်တွေ့နိုင်ပါသည်။ထို့သောသူတို့နှစ်ယောက်ပြန်တွေ့ကြသည့်တိုင်အောင်တမိ၏ရည်စားဟောင်းသည်တမိအပေါ်တွင် ရခင်အတိုင်းမေတ္တာရှိပါအောင်လို့မည်လား။သမီးအဖေကိုစိတ်နာသည်နှင့်သမီးကိုပါစိတ်နာနေနေကော။လာကလေ 126ကျက်လောက်ရတဲ့လူနဲ့များနင်းကအိုးရင်ထူထောင်မိချင်တာမမိုက်လို့မူလားဟင်ငါမော်တော်ကားအတွက်ဓာတ်စီဖို့တောင်မရှိတဲ့ဝင်ငွေလေးနဲ့နင်ဘလို့စားမှာလဲဥပမာမောင်ဒီသူစားဝင်းမှာရီးစားရှိနေကြောင်းသိရပြီးဒီနောက်နိုင်တမိကိုမတော်ကလေးပြင်းပြင်းထန်ထန်စူပူချိန်မောင်းခဲ့သည်တမိဤသွာလာကိုလည်းချုပ်ချယ်ခဲ့သည် သူစားဝင်းနှင့်သူ့ရီးစားတို့အဆက်အသွယ်ပြတ်သွားကြတဲ့ကဲ့သို့ရှိသည်သို့သောတနေ့တွင် သူစားဝင်း၏အမိက ။တမိဤခေါင်းအောက်မှတွေ့တော့စာရဇောင်ကိုယူလာ၍ပြသည်။ထိုစာရဲတွင်အဝင်းတို့ဖေဖေအားကုန်းသေးပီးသားတဲ့ကုန်းသေးစစ်စစ်တယောက်ပဲနော်။ကိုတို့ရဲ့အချစ်ကိုတောင်မှကုန်းသေးတွက်နေနဲ့တွက်တတ်တယ်။သူတမိအရင်ဖြစ်တဲ့အဝင်းကိုလည်းရှိုးကိစ်ထဲမှာထားပြီးကြိုက်စီရမှရောင်းရမယ်ကုန်းပစ္စည်းတခုလိုပဲသဘောထားပုံရပါတယ်။စာသည်ဖြင့်나ကြီးစွာရေးသားထားသောစာသားများကိုဥပမာဖတ်ခဲ့ရသည်။ဥပမာောင်ဒီဘုချုပ်စီဘက်စကာမတ်တိုင်တို့ရောက်လာလေပြီမတ်တိုင်တွင ဖြီးတဲ့တော်မများစုဝေးနေကြ၏စနေနေ့ဖြစ်၍နေ့ဝဲအလုပ်လုပ်ပြီးရုံးစင်းလာကြသူများနှင့်တူ၏ဥပမောင်သည်ဖြီးတဲ့စုဝေးတဲ့တို့မဝင်ဘဲနီးနားမှာပင်ရက်နေ၏ဟိုဒီဒီကြည်ဥပမောင်ရက်နေသည့်နေရာနှင့်မလန်မကန့်တွင်ခီးတဲ့အချို့သည်အငါးသုံးမိကားတစ်စီးကိုရက်ခိုင်းပြီးကားဝေါ်တက်နေကြသည်သူတို့သည်ဘတ်စကားမတိုင်းတွင်စောင့်နေခဲ့ကြသောခီးတဲ့စုဝေးတဲ့မှထွက်သွားကြသူများဖြစ်သည်ဥပမောင်သည် ထိုလူစုကိုငေးကြည့်နေစဉ် စလုံးကားကလေးတစ်စီးသည်သူ့အရှိတွင်ထိုးရဲ့၏ကားတွင်ကုံတွယ်ရေးအမတ်သားနှင့်ဖဖေလာလေးအိမ်မြမလို့မဟုတ်လားကားထဲမှာလန့်ခေါ်သူမှာသူစားဝင်းဖြစ်၏သူစားဝင်းဤနဘေးတွင်ပါလာသောတတဲ့ရဲ့ဝတ်စားဓာတ်ဤလူငယ်ဤအပြင်ထွက်ပြီးနောက်မောင်းသူဤနဘေးတွင်ပြောင်း၍ထိုင်ဥပမာဤရင်ထဲတွင်ကထကြွာလာသောလိုင်းတဘူးများနေနေမစီငါမလိုက်ဘူ သုံးမိကစောင့်နေတာဟောဟိုမှလာပြီအခန့်တမင်ဖြစ်သည်ခီးတယ်မပါတော့အငါသုံးမိကတစည်းဒီဥပမောင်တို့အနီးသို့ရောက်လာသည် ဥပမောင်သည်ထိုသုံးမိကကိုရက်စီပြီးလင်နောက်ကိုလက်မကြည့်ပဲကြပြာကြာကားပေါ်ပြစ်တက်ပြီးနောက်ယခင်ကကိုပိုင်းစင်စွဲအောင်ဇလုံးကားကြီးပေါ်တွင် ထိုင်သည့်ဟန်ပန်အတိုင်းခန့်ခန့်ညံ့ညာထိုင်လိုက်စဉ်သုံးမိကားကလေးသည်ဖွတ်ဖွတ်ဖို့ဟူမိကထွက်ခွာသွားလေ၏ အမှတ်84ငွေတားရေးမဂ္ဂဇင်းဩဂုတ်လ1966အခုဖတ်ပြလိုက်တာကတော့ဆရာကြီးတာရူရဲ့ဘဝတစ်ခုမှဘဝတစ်ခုသို့ဆိုတဲ့ဝတ္ထုလိုပဲဖြစ်ပါတယ်။နားဆင်ရပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။နောက်နေ့မှပြန်ဆုံကြမယ်နော်။